ကရှင်ရကျိုးဆိုပါရယ်ဒီနေ့ချမ်းမြေတံမြာတိတနတ်လောက်တာလေးပြပြချင်ပါတယ်လို့ချမ်းမြေဒီတံမြာတိကိုမတံမြာတိရတာကိုတနတ်ရှက်တော်မှာပါเนาะအာကောင်းနေပါပြီလို့ချမ်းမြေခဏလေးဒီလိုတံမြာတိကိုချမ်းမြေကဒီလိုမျိုးလေးရေးစေးတယ်ရေးချအောင်တုတ်တယ်အဲ့ဒါပြီးလို့ရှိရင် ။ရှမ်းပြည်ကဒီလိုလေးဓာတ်နဲ့တီးတယ်။ပြီးပြီးရင်ဒီထဲမှာဆားသိပ်တယ်။ဒီထဲမှာဆားသိပ်တယ်။အဲ့လိုသိပ်ပြီးလို့ရှိရင်ဒီလိုမျိုးလေးပေါ့နော်။ဆန့်ကျင်ဘက်ကလေးလီးပြီးတော့ဆားသိပ်တယ်။ဆားသိပ်ပြီးတော့မှပလင်းလုံးဝရေးချောက်နေတယ်။ချောက်အောင်ရအောင်လုပ်ထားတယ်။ပလင်းထဲကိုထည့်ပြီးတော့တလုံးချင်းထည့်ပြီးတော့အဲ့ဒါအမ်တထရှင်ထက်ထဲပြီးရင်စားထက်စားထက်အဲ့လိုမျိုးနဲ့ပဲရှမ်းပြည်ဒါဒီလိုမျိုးလှုပ်ထားတာပါလို့ ။ရှမ်းပြည်ကဒီတရက်တမ်းများဒီအစိမ့်ကိုအသေးစိတ်လုံးကြီးမပြောတော့ပါဘူး။ရှမ်းပြည်တို့ကဒါရှမ်းပြည်ရှမ်းပြည်တို့နိုင်ငံနေမပူတော့ရှမ်းပြည်ဆောင်းငွေရလောက်ထားတာပေါ့နော်။ဆောင်ရည်ရလောက်ထားတော့ချမ်းမီကပထမဦးဆုံးပါဆိုဒီလိုပက်လက်ကလေးထားတာပက်လက်ကလေးထားပြီးတော့မာဒီအထက်ကဟာလေးတွေကနည်းနည်းရှောက်တယ်ဆိုတော့ချမ်းမီကဒီလိုလေးပြန်မှောက်ပြီးတော့ထားပါတယ်ချမ်းမီလောက်ထားတာကြာပါပြီဒါ အာမနစ်ကအာ7လပိုင်းပေါ့နော်ရက်30နေ့7လပိုင်းရံနေလှုပ်ထားတာပါချမ်းမီတို့ကဆောင်းဝင်းဆိုလို့ရှိရင်အိမ်ထဲကအခန်းအပူချိန်က24 25ရှိပါတယ်ဆိုတော့ချမ်းမီတို့ကအပူပေးတဲ့ element နာမှာဒီပလင်းလေးကိုထားပါတယ်အဲ့လိုထားတဲ့အခါကျတော့နေလန်းတလိုမျိုးအခုလိုမျိုးအနေထားလေးရပါတယ်။ဘာလို့လဲတမန်ရာတိတဲ့အားလုံးနူးဣနေပါပြီနော်။အဲ့လိုဆိုတဲ့အခါကျတော့ရှမ်းမြေအခု ။တမယာတမယာတိပေါ်တဲ့အချိန်ကရှမ်းမြို့လိုရှိမှာအဲဆောင်းနည်းဆိုတမယာတိပေါ်ပါတယ်။အခုလိုအချိန်ဆိုရင်တမယာတိငါဈေးကြီးပါတယ်လို့ဒါထမ်းမြစ်တမယာတိတလုံးကိုတကြက်နဲ့ရလို့ဒီကကိုရိုနာတကြက်ပေါ့နော်အဲ့ဒီတကြက်နဲ့ရလို့ချမ်းမြေဝယ်ပြီးတော့အာတမယာကြီးတနက်လောက်ထားတာပါချမ်းမြေဆောင်းလေးလောက်ပါတယ်နွေရာတီမှာလောက်ထားတာမဟုတ်ပါဘူးချမ်းမြေနွေရာတီကြတော့အသိပြီးမလောက်ဖြစ်ပါဘူးနေပူပေမဲ့မိုးရွာလိုက်နေပူလိုက်အေးပါတယ်အဲအိမ်ထဲမှာကြတော့အခန်းအပူရှင်းနေလောက်တဲ့အခါကြတော့တော်တော်အဆင်ပြေပါတယ်လို့အဲ့ဒါကြောင့် ဥရောပနေတဲ့လူတွေအတွက်ကတော့အခန်းပူချိန်နဲ့ပဲအဆင်ပြေတယ်ဒါကိုရှမ်းပြည်ကပလင်းကိုအဖုံးမဖုံးမဲနဲ့အောက်ကပလတ်စတစ်နဲ့တရေဝင်းနဲ့ပတ်တယ်တရေဝင်းနဲ့ပတ်ပြီးတော့စက်ကူတိတ်နဲ့ပတ်ပါတယ်စက်ကူတိတ်နဲ့ပတ်ပြီးအထက်မှာပလတ်စတစ်ကိုအထက်ထပ်ပတ်ထားပါတယ်အဲ့လိုဆိုလို့ရှိရင်အဲရှမ်းပြည်ဒီလိုမျိုးထားထားပြီးရင်ပလင်းကိုခဏခဏလှုပ်ထုတ်ပြီးလှည့်ပေးပါတယ်ဒီအရေတွေပေါ့နော်အဲ့လိုမျိုးမှောက်ထားရင်လည်းအရေတွေမထွက်ပါဘူးလို့အဲရှမ်းပြည်ကတော့အဲ့လိုမျိုးတွေလုပ်ပါတယ်အဲ ချမ်းမြေအခုဒါကိုဖွင့်ပြီးတော့ချမ်းမြေပြအချမ်းမြေဒါမနှစ်က17လပိုင်းရလောက်ထားတာပေါ့နော်တတော်တော့ကြာပြီပေါ့ဒါပေမဲ့မှုတ်တက်တာတွေပါတယ်တခုမှမရှိဘူးပေါ့နော်မှုတ်တက်တာတွေပါတယ်မရှိဘူးအဲတံမြာသီးလေးရဆိုဒီမှာကြည့်အီနေပါတယ်နော်ပြီးတော့အနံ့လေးရလဲမှုေးနေတာပဲအနံ့လည်းမှုေးနေပါတယ်လို့ချမ်းမြေကဒီဟာကို ဟိုဒီအတိုင်းရှမ်းမြေတံမြာဒီသနတ်ထဲကိုမထည့်ပါဘူးရှမ်းမြေဒီမှာဒီလိုမျိုးအလုံးလိုက်ကြတော့ရှမ်းမြေတို့အိမ်မကကြတော့အဲ့လိုမျိုးစရတာနည်းနည်းသူတို့ကတိတ်မကြက်ဟိုအဆင်မပြေဘူးပေါ့နော်အဖက်ကြီးတဲ့အခါကြတော့လေရှမ်းမြေကအဲ့ဒါကိုတိတ်တိတ်လေးလှီးပြင်မှာဒီလိုအလုံးလိုက်တံမြာဒီသနတ်ဟိုမချက်ဘူးပေါ့နော်ဟုတ်ကဲ့ဒီလိုပြတာပါပြီလို့ရှိရင်ဒါဟိုကြာနေပြီဆိုတော့လေရှမ်းမြေကဒီဟာလေးတွေကိုရေဆေးမယ်ရင်းနှွေးနဲ့ဆေးတာပေါ့နော်ရင်းနှွေးနဲ့ရှမ်းမြေမှာ ဒါလုံးဝမမတက်ဘူးရှမ်းပြည်အဲ့ဒါထားတာဖွင့်လည်းမဖွင့်ဘူးလုတ်ကြတဲ့ရပဲလေအဲ့ဒါအခုမှဖွင့်တာဒါပထမအဦးဆုံးဖွင့်လိုက်တာပေါ့နော်အဲ့တော့၆လလောက်ကြာတယ်ပေါ့ရှမ်းပြည်ဒါမိနစ်တုံးပါပဲမိနစ်က7လပိုင်းရ30နေရပဲလုတ်ထားတာဆိုတော့အခုဆိုလို့ရှိရင်အဲ5လပိုင်းဒီနေ့5လပိုင်း32ရက်တရက်၆လပိုင်းတရက်မနေတော့မှာပါ လျှောက်လာပိုက်တရက်နေရောက်နေပါပြီခုမှရမ်းမြေလည်းမအားတာလည်းပါတာပေါ့နော်ရမ်းမြေရတဲ့ကြောင့်မလို့ရမ်းမြေအားလည်းမအားတာနဲ့ရမ်းမြေကမလုတ်ဖြစ်ပါဘူးတမယာတိကကောင်းနေတာကိုမြင်နေမြင်မဲ့ဒီမလေးဒါစားတွေနဲ့ကြတော့ဒီလိုစားအခဲတွေဒီလိုမျိုးဒီလိုမျိုးအခဲတွေကြတော့ရမ်းမြေကမကြိုက်လေမကြိုက်တော့အားရမ်းမြေကလွင့်ပြမှာဆိုတော့ပြီးတော့ဒီလိုမျိုးဆိုလို့ရှိရင်စားရလဲအရန်ငန်နေအတွက်ကြောင့်မလို့ရမ်းမြေကမလေးတမယာတိကအရန်ကိုကောင်းပါတယ်တမယာတိတနာ ရှမ်းပြည်အရင်တော့ကဆိုနှစ်တိုင်းနှစ်တိုင်းလောက်တယ်ပေါ့နော်အခုမှဒါဗီဒီယိုတေချာရိုက်မှာမို့လို့ရှမ်းပြည်ကတစ်နှစ်မှအဲ့လိုမျိုးနှစ်ခါလောက်တော့လုပ်တယ်အပြီးရင်ရှမ်းပြည်မှာကုံနယ်လေးခဏလေးနဲ့ကုံကုံသွားဆိုဘာလို့ဆိုရှမ်းပြည်တို့ကအဲ့ဒီပွဲတွေရှိလို့ရှင်ပွဲတွေရှိလို့ရှင်ရှမ်းပြည်ကဒံပေါက်ရှက်တဲ့အခါကျတော့အလှခဏခဏလုပ်တယ်ဒံပေါက်ရှက်ပြီးရောခဏခဏကျွေးတဲ့အခါတို့ကတို့ကဒီတံမြာကြီးတနက်ကိုအရန်ကြိုက်တယ်ရှမ်းပြည်ကတော့ဒီမှာတရေတိတနက်က မရှိဘူးလေတရက်တိမရှိတော့တန်မြာတိပဲတနက်လုံးတရက်တိတနက်ကတော့ ready made ဝယ်ပေါ့နော်ဒါပေမဲ့အစီတွေပါတဲ့အခါကျတော့အစီတွေပါတယ်အဲအထဲကအကားတွေကမမာကြီးတွေအသားကနည်းနည်းပဲပါတဲ့အခါတိတ်အဆင်မပြေစားရတာပြီးတော့အရန်ငန်းနေအဲဆိုတန်မြာတိတနက်ကိုကိုယ့်ဟာကိုဟိုအငန်းပေါ့ပေါ့လေးနဲ့ကိုယ့်ဟာကိုလှုပ်ထားတဲ့အခါကျတော့အကြာကြီးလက်အထားခံနေရှမ်းပြီဆိုလို့ရှိရင်ဒါဒီလိုလှုပ်ထားပြီလို့ရှိရင်လည်း အဲလုတ်ပြီးလို့ရှိရင်လည်းဒါအကြာကြီးအထားခံတယ်ပေါ့နော်အပြင်အခန်းပူချိန်မှာပဲထားလို့ရတယ်ချမ်းမြေကြတော့ရေခဲတက်တာတည်းမထည့်ဘူးစီကိုမြုပ်နေအောင်ထည့်ပြီးတော့ရေခဲတက်တာတည်းမှမထားဘူးအပြင်မှာပဲထားလိုက်တယ်အဲ့လိုဆိုလို့ရှိရင်အဲ့ဒါ အကြာကြီးအထားခံတဲ့ချမ်းပြေနဲလာမှရေခဲ့တတာတဲ့ထဲအသိနဲ့များတဲ့ခါကျတော့ရေခဲ့တတာတဲ့နေရာမရှိတော့အလုံးရေခဲ့တတာမသိမ့်ဘူးစီမြုပ်နေအောင်ထဲတယ်လုံးဝရေရေတစ်စက်မှမပအောင်လုပ်ရတယ်ပေါ့နော်အဲတုံရင်လည်းချမ်းပြေတော့ရေနွေးတို့ရေချဲကြီးတို့ပဲတုံတော့ပေါ့နော်ဒါဆိုလို့ရှိရင်ချမ်းပြေရေနွေးနဲ့စီးမှာစာအရန်ငန်တဲ့အတွက်ကြောင့်မို့လို့အငန်တအားငန်နဲ့ဒါကိုချမ်းပြေရေနွေးနဲ့နှစ်ထပ်နှစ်ထပ်လောက်စီးပြီးရင်ချမ်းပြေကရေစစ်ထားမယ်ရေစစ်ထားပြီးမှ ဟိုအနှစ်အရင်ချက်ပြီးတော့အေးတော့မှရောမှကြက်သွန်အဖြူကတော့ရှမ်းပြည်ကဒီမှာဒီလိုဝယ်ထားရတာကိုပြီးမှကြက်သွန်အဖြူကိုခွာပြီးတော့ရှမ်းပြည်အမွှားလေးတွေကိုနှစ်ချမ်းချမ်းမှာပေါ့နော်အရင်ရှမ်းပြည်ကိုရဲ့တံမြာတိအနေအများပေါ့မူတည်ပြီးတော့ထဲ့မှာပါလို့အရင်ရှမ်းပြည်မအားသေးလို့တံမြာတိကမခွာကြက်ဟိုကြက်သွန်အဖြူကမခွာသေးဘူးကဲလို့ဆိုလို့ရှိရင်ရှမ်းပြည်ရင်းရွေးလေးနဲ့ဆေးလိုက်ပါဦးမယ်။စလုံးသေးရင်စလုံးပြောင်းလိုက်အောင်ပါ။ ရှမ်းပြည်อ่ะဒီလိုမျိုးကိုရှမ်းပြည်ဒါရင်းနှီးနဲ့စီးပါမယ်အဲ့ဒါရင်းနှီးစူပြီးသားရှမ်းပြည်ဗီဒီယိုရှင်မမို့လို့ချမ်းမြေဟိုဟိုတို့တော့အသေးစိတ်မပြတော့ဘူးเนาะချမ်းမြေတောင်အနည်းဆုံးနှစ်ဖက်တော့ဆေးမှာပါ ရှမ်းပြည်ဒီမှာဒီကြားတွေထဲမှာပေါ့နော်စားတွေနဲ့အဲ့လိုအခဲလေးတွေဖြစ်တဲ့ကြောင်မို့လို့ရင်နွေးမဟုတ်ရင်တော့မရင်နွေးပူပူကြီးမကင်နိုင်ဘူးဆိုရင်တော့ရေကျေးအေးပေါ့ရေကျေးအေးလေးနဲ့ရင်နွေးကိုတဲပြီးတော့အေးခံထားပေါ့နော်အဲ့လိုအေးခံပြီးတော့အဲ့လိုမျိုးလေးစီးပါလို့အဲ့ဆိုတာကြတော့ဒီလိုမျိုးလေးပေါ့နော်ဒါကတော့ကိုယ့်အိမ်မှာကိုယ့်အကူစိတ်တိုင်းကြလို့စားတဲ့ပံမြာကြီးတနတ်ဆိုတော့လား ဟိုကြက်မာရဲ့ညာလည်းညညွတ်တယ်ပေါ့နော်ကိုစိတ်ကြိုက်ကလေးပေါ့အဲမှုတွေပါလေမတက်ဘူးစီလဲတန့်တယ်ပေါ့နော်အဲကြောင့်မို့လို့ချမ်းမြေတို့ကငါဝယ်စားလို့လည်းမရဘူးပေါ့ဝယ်စားတာကြတော့လည်းကိုပစံကတိတ်အရသာမတွေ့ထားလဲပါတယ်အဲဆိုချမ်းမြေတို့ကအလိုပဲလှုပ်စားပါတယ်လို့လားတခါလှုပ်ထားရင်အကြာကြီးစားရတာပေါ့နော်ဒီလိုဒီလိုအခက်အခက်ကလေးဖြစ်နေတာပေါ့နော်အဲဆိုချမ်းမြေတို့ကမာဒီလိုနေဘူးလှမ်းပြီးတော့ခက်ခက်လောက်နေဘူးလှမ်းလို့အဲ့လိုမျိုးမရတဲ့အတွက်ကြောင့်မို့လို့ဆွေထဲမှာကြတော့ မေရာဒီလိုမျိုးလေးပဲလုပ်ရတယ်အိမ်ထဲမှာပဲအခန်းပူချိန်နဲ့ရေယာဉ်ဆိုပေမဲ့လည်းပြင်မနှမ်းလို့မရမိရအသေးချာပူတာမဟုတ်တော့လေအေးတယ်အဲ့လိုဆိုတော့အသေးချာမဖြစ်အိမ်ထဲမှာဆောင်းနေအခန်းပူချိန်ကနေပူတလိုမျိုးပိုးပြီးအဆင်ပြေတယ်ဟုတ်ကဲ့အဲ့ဒီမီဒီယာအဲ့ဒီအပူပေးတဲ့အပြားတွေကဟိုအပူချိန်ဆောင်းနေဆိုရင်ပူချိန်25အနည်းဆုံးရှိရလေအိမ်မှာ25လောက်ဆိုတော့အဆင်ပြေတော့ပေါ့နော်ကျန်နေရတဲ့အပူပေးတဲ့အပြားတွေအနားမှာထားပါတယ်လို့ ီတော့လုံးဝမမတက်ဘူး။ဆက်ပြီးဆက်ပြီးဆေးလာဦးမနော်။အခုဒီမှာဆွမ်းမြေတံမြာသီးကိုရေနွေးနဲ့ဆေးပြီးတော့ရေစစ်ထားတာပါ။ဒါရေစစ်ထားရွှမ်းမြေကဘယ်လိုသေးသေးလေးတွေအနေတော်လေးတွေဖီးထားတယ်ပေါ့နော်။အဲဒါဆိုရေကိုဆွမ်းမြေသုံးထပ်ဆေးလိုက်တယ်။ ေတုတ်ထက်ဆေးလိုက်တယ်ဆိုတာလေဆားအရန်ငန်လို့လေရေနွေးနဲ့ပဲရှမ်းပြည်ရေနွေးရေကျဲအေးနဲ့ရေနွေးရေနဲ့ရေကျဲအေးနဲ့ဆေးပါတယ်အဲ့ဒါရဲ့ရေနွေးကိုအေးခံပြီးရေကျဲအေးနဲ့ဆေးပါတယ်အဲ့ဒါရေစစ်ထားတာကြားကြီးပေါ့နော်လုံးဝရေစစ်နေပါပြီလို့ရှမ်းပြည်ကအဒီတော်လုံးလေးလီးထားတယ်ဆိုတာအဲ့လိုအလုံးလိုက်ရှမ်းလိုက်ဆိုရင်ဆားရတာနည်းနည်းအဆင်မပြေလို့ရှမ်းပြည်ကအဲ့လိုလီးထားပါတယ်ဒါကတော့ပါဝင်ပစ္စည်းပေါ့နော်ဒါကမုံကြီးမုံကြီးစီကိုရှမ်းပြည်လှော်ပြီးကြိတ်ထားပါတယ်အားလုံးငြိဥ်တီရောင်မှုမှာ ဒါကတော့တစ်ချပိုးခေါင်းနဲ့ကလပွေးရွက်ကြက်သွန်းအဖြူပေါ့နော်ပြီးထားတယ်ပေါ့နော်ဒါကတော့မဆလာပါချမ်းပြေအိမ်မှာ sweetie မဆလာရှိတော့ချမ်းပြေ sweetie မဆလာပဲထည့်ပါမယ်ဒါကတော့တကြားပေါ့နော်ကြက်တံမြာတီးတနက်ကဆာငန်နေတဲ့အတွက်ကြောင့်မို့လို့ဆာသူကဆာစိန်ထားတာချမ်းပြေလုပ်ထားတာကြာနေပြီ၆လလောက်ရှိပြီဆိုတော့လေအဲ့ဒီဟာကိုတံမြာတီးရဲ့အနေအများအငန်အနေအများပေါ့မူတည်ပြီးတော့ပဲချမ်းပြေဟိုရင်းလောက်ပါမယ်လို့ စားမိပြီးတော့ထည့်ပါမယ်လို့ဒါကတော့ဒီဟာတွေကပါဝင်ပစ္စည်းတွေကတော့မီမီအေးအေးနဲ့ပဲကြော်ပါမယ်ဒါချမ်းမြေစီ1လီတာထည့်ထားပါတယ်အဲဆိုချမ်းမြေဒါမီပြည့်ပြည့်နဲ့ကြော်ပါပါကြက်သွင်ဖြူနည်းနည်းထည့်ပါမယ်ကြက်သွင်ဖြူနည်းနည်းထည့်ပါမယ်ချမ်းမြေမီကိုလုံးဝနံပါတ်၄ထိချော်လိုက်ပါတယ် ဉာဏ်ကြီးစနေနေ့နဲ့ထည့်ပါမယ်သုံးဝမီးနဲ့ပြောပါတယ်ဒါဆိုမီးပြင်းလို့ရှိလို့ရှိရင်အကုန်လုံးပြုပုံမှမဟုတ်တော့ပါ စ်ကောင်လေးကိုနည်းနည်းနှောင်းအောင်ကြော်ပါမယ်လို့မှုရတာကျန်နေလုံးဝမီးကိုရှော့ထားပါတယ်မီးလုံးဝမီးမီးလုံးဝမီးအေးသွားမှချက်မီရဒါလေးပေါင်ပစ္စည်းလေးတွေထည့်မှာပါချက်မီရတန်မြာတိများတဲ့အကြောင်းကိုလို့ဟိုဒါမုံရင်းစီမုံရင်းစီကြိတ်ထားတာပါ။ရှမ်းမီကမုံရင်းစီကြိတ်ထားတာကို မင်းစားစုံမမောက်ထဲ့ပါရဲကိုရှက်တဲ့တံမြာသည့်အနေများပုံမူပြီးတော့ထဲ့ပါရှမ်းပြည်ကတော့ငွေဦးသည့်အယောင်မှုလေးစွန်းထဲ့ပါရဲရှမ်းပြည်အနှစ်လိုခြင်းလို့ပါရှမ်းပြည်အနှစ်လိုခြင်းလို့ပါရှမ်းပြည်ကဆွီတီမဆလာကိုတထုတ်ထဲ့ပါရဲရှမ်းပြည်နောက်ဆက်ထဲ့ပါဦးမယ်ဒါပေမဲ့အခုလောလောဆယ်အထည့်သေးပါဦးရှမ်းပြည်တံမြာသည့်ထဲ့ပါမယ်ဒီတော့မှကိုလိုချင်တဲ့အနေထားပုံမူပြီးတော့ရှမ်းပြည်ထဲ့မှာပါ မြာပြီးထည့်ပါတယ်။နှမ်းပြီးပြီးလို့ရှိရင်ကြာကြာထည့်ပါမယ်။ရှမ်းမြေတကြားကိုထမင်းစားဆုံးသုံးဆုံးထည့်ပါမယ်။ရှမ်းမြေတံမြာတိအရင်များလို့ပါ။အာပူချက်တဲ့တံမြာတိအနေအများပုံမူပြီးတော့ထည့်ပါလို့ပြောချင်ပါတယ်။ရှမ်းမြေကတော့ ချမ်းမြေတံမြာဒီအများကြီးဆိုရှိတဲ့တံမြာဒီအားလုံးကိုချမ်းမြေတခါတဲ့အကုန်လုပ်ပြီးတော့ချမ်းမြေသိမ်းပြီးတော့စားပါမယ်အခန်းဘူးချိန်မှာထားလို့ရပါတယ်အကြာကြီးဒီလိုအခန်းဘူးချိန်မှာမထားရင်မှုဆိုလို့ရှိရင်လည်းရေခဲတစ်တာထဲမှာစီမြောင်အောင်ထည့်ပြီးတော့ထားစားလို့ရှိရင်အကြာကြီးထားခံပါတယ်လို့ဆုံးအတန်နဲ့ခတ်လို့ရှိရင်မှုလည်းမပြတ်ပါဘူးလို့ဒါလေးကိုချမ်းမြေကဒီလိုမျိုးလေးဒီပါတဲ့ဟာလေးတွေကိုပေါ့နော် ဲနေဒီလိုမျိုးလေးအပါလေးမြည်ဖြည်းဖြည်းနဲ့ချက်ပါမယ်နည်းနည်းလေးချက်ပြီးမဆလာနောက်တစ်ထုပ်ထည့်အောင်ဆိုတော့ဘုံဟင်းစီရဲ့ဒီကတော့ပါဝင်ပစ္စည်းရတိတ်မများပါဘူးဘုံဟင်းစီရဲ့မဆလာရဲ့တိတ်ချိုးခေါရဲ့ကလပွေးရဲ့ဆားရဲ့တခြားရဲ့ပေါ့နော် တော့ချမ်းမြေတံမြာဒီမှာစပါလေအတွက်ကြောင့်မို့လို့အပေါ်အနံကြီးပြီးတော့မှာပဲထည့်ပါမယ်။ဒါဆိုလို့ရှိရင်ဒါဒီလိုမျိုးလေးနည်းနည်းလေးရှက်ပြီးလို့ရှိရင်တော့ကြာပြီပေါ့နော်။ချမ်းမြေဒီကြေးနည်းနည်းထည့်ပါမယ်လို့။ချမ်းမြေရေအေးမထည့်ပါဘူး။ရေကြဲရေးပဲထည့်ပါလေ။ချမ်းမြေဒါစီတလီတာထည့်ပြီးတော့ရှက်ထားတာပါစီတလီတာနဲ့ပါ ။ဘာလို့လဲဆိုတော့ရှမ်းပြည်ကပြီးသွားလို့ရှိရင်အေးခံပြီးတော့ပလင်းနဲ့ထဲသိနေတာခါကြရင်ဆီကိုမြုပ်နေအောင်ထားမှာမဟုတ်ဘူးလေ။အဲလိုကြောင့်မလို့ရှမ်းပြည်စီကလီတာထဲထားပါလေ။တမယာကြီးကများတဲ့အတွက်ကြောင့်မလို့ပါလို့ရှမ်းပြည်လိုရှိမှကြတော့ရှမ်းပြည်ကလားဆောင်နေမှာလောက်ထားတဲ့တံမြာပြီးမို့လို့လေအဲချမ်းမြာမျိုးရသည်ဆိုလို့ရှိရင်ချမ်းမြာကြီးအသိမီမို့ဘူးအဲတော့အခန့်အူရှိနေရဲ့၆ဝါလောက်ရတာပို့ပြီးတော့အဆင်ပြေလို့အပြင်မှာရေတိုက် အဲဒါကြောင့်အပြင်မှာနေလိုက်တဲ့ခါကျတော့လိုလိုကူကူနဲ့မရဘူးပေါ့နော်။တံမြားကြီးတနက်လို့ရတာ။ဒါဆိုလို့ရှိရင်ချမ်းမြေကိုချမ်းမြေကိုမှအစာအကြာကြီးအစာခံပါလေ။ချမ်းမြေပြီးရင်ခဏနေနည်းနည်းချက်လိုက်ပါဦးမယ်။ပြီးရင်ချမ်းမြေအပေါ်အောင်နေပါမယ်။ဒီကတော့နည်းနည်းပဲထည့်ပါလေအများကြီးမထည့်ပါဘူး။ဆိုတော့ကိုလုတ်တဲ့တံမြားကြီးအနေအများပုံမူတည်ပြီးတော့ပဲ။စိတ်ကြိုက်ထည့်ပါလို့ပြောချင်ပါတယ်။ ကဲချမ်းမြေဒီအနေထားလေးရပါပြီချမ်းမြေမိပိတ်ပါတော့မယ်အရသာအနေထားအပေါ့အငန်းအားလုံးကအနေတော့ပါဟိုကြိုက်တဲ့အရသာအနေထားကိုသမယာတိအနေပြပါမူတည်ပြီးတော့ထဲ့ပါဒါပေါင်းပစ္စည်းလေးရတော့သိကြမများပါဘူးလို့ဟိုတစ်ချိုးခောက်ဆိုရင်လည်းချမ်းမြေအမှနှစ်ချောင်းထည့်ထားပါတယ်ကလပွေးရွက်ကအကြီးကြီးတရွက်နဲ့အသေးတရွက်ကိုဖြတ်တောက်ပြီးထည့်ထားပါတယ်အဲ့ဒါမုံမင်းစီရတော့ချမ်းမြေကထမင်းစားစုံး ုံးမမောက်ထည့်ထားပါတယ်။အာမြေယုတ်ဒီအယောင်မှုံကတော့ထမင်းစားဆုံးလေးစုံထည့်ထားပါတယ်။ဆားကတော့အပေါ်ငံမြေးပြီးတော့ထည့်ပါလို့ချမ်းမြာမဆလာကိုဆွီတီမဆလာထည့်ထားပါတယ်နှစ်ထုပ်။အဲ့တော့ချမ်းမြေကဆားအပေါ်ငံကြတော့ဆားကိုကြတော့တိကျမပြောဘူးဆိုတာလေတရားထဲပါတယ်နော်တရားကိုလည်းတံမြာတိရှင်တဲ့အပေါ်မှာရှင်ချိုးဝမှုတီးပြီးထဲပါလို့တံမြာတိကကြတော့အလုံး20ကျော်ကျော်ပေါ့နော် အဲ့ဒါချမ်းမီအလုပ်20ကျော်ကျော်ဒါလုပ်ထားတာပါအာစားအုပ်ကြတော့ချမ်းမီကမြည်ပြီးတော့ပဲထည့်ပါတယ်ကြက်သွန်အဖြူကြတော့ကိုစိတ်ကြိုက်ပါလို့ဟိုကြက်သွန်အဖြူအနေအများအောင်ကြတော့လေအများများကြရင်အများများထည့်ပါနည်းနည်းကြရင်တော့နည်းနည်းပဲထည့်ပါပေါ့နော်โอ้ซ่าโลยังก้าวมาเด้โลล่วยเล่ล่วยกูบาเด้โลอาจารย์โมโลลุกซ่าจี้จ้าบากูไรลุกเดตันเมียจี้ตะนักคลีบ่กูญาติมาซวยเนาะ ဖွဲ့စားလို့ရပါတယ်လို့ချမ်းပြူလိုနိုင်ငံခြားနေတဲ့သူတွေအတွက်ကတော့ကိုယ်တိုင်လုံးမှစားလို့ရတယ်ဆိုတော့အာလုံနီလေးကိုမျှဝေတာပါလို့ချမ်းပြူလည်းသူများလုံနီတွေကိုကြည်ပြီးတော့ပေါ့နော်ဗဲနီးတွေအကောင်းဆုံးလဲဆိုပြီးလိုက်ကြည့်ပြီးတော့အဲ့ဒါကောင်းတဲ့နီးလေးကိုမှချမ်းပြူအစဉ်ပြေတဲ့နီးလေးကြတော့မှပဲအခုလိုမျိုးတင်ပေးတာပါလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်လှူစားကြည့်ပါအေးခံပြီးတော့ပလင်းနဲ့ထည့်တဲ့အခါကျရင် ချမ်းမြေပြန်ပြပါမယ်လို့ကျေးဇူးပါ ကဲအခုရှမ်းပြည်တမရာကြီးကတော့ဒါတမရာကြီးတနက်ကလေးရှမ်းပြည်အေးသွားပြီပေါ့နော်ဒါအေးသွားပြီဆိုတော့ရှမ်းပြည်ဒီမှာကြက်သွန်ဖြူလေးနဲ့ရောပြီးတော့မှုပါမယ်ကြက်သွန်ဖြူလိုပပလေးတွေကြက်သွန်ဖြူအနည်းများပေါ့နော်အခုကြိုက်တဲ့လောက်ထဲပါရှမ်းပြည်ကတော့ကြက်သွန်ဖြူများများကြိုက်လို့များများထဲပါလေလိုလေးမှုပြီးလို့ရှိရင်ရှမ်းပြည်ကကြက်သွန်ဖြူနဲ့အခုလိုမျိုးလေးနှက်အောင်မှုတယ်ပေါ့နော် ွှင်းနေတာပဲချမ်းမီကူလုံးနှောင်းမှွေသွားပြီမှွေပြီးပြီဆိုတော့ချမ်းမီပလင်းတွေတော့ထည့်ပါမယ်ပလင်းကိုလုံးဝရင်နွေးနဲ့ပလင်းကိုရင်နွေးနဲ့လုံးဝတေချာတန့်ရှင်းနေအောင်ကြိုတင်ပြီးတော့ဆေးပြီးတော့အလျှောက်ခံထားပါတယ်နော်လုံးဝရေမရှိရပါဘူးဒါပလင်းကလုံးဝလျှောက်နေပါတယ်ရှမ်းမြေဒီလိုပလင်းမျိုးဘယ်နှပလင်းရမလဲတော့မသိဘူးပေါ့နော်ရှမ်းမြေဒီမှာပလင်းဒီလိုဒီလိုပလင်းဆိုင်နေပဲ ထည့်ပြီးတော့တိတ်ပါမယ်လို့เจ้ามาตะเงินชิ้นนี้โจยတော့แล้วตัวเราอ่ะยังใจแกเจ้าหนูอยู่ตัวพี่ตะเงินชิ้นนี้โจยล่ะ မဆိုအလုတ်ထဲကအလုတ်ထဲကတိုင်အင်းနေပေါ့ရှက်ပြုတ်ပြီးကျောင်းကအစားအစာလေးနဲ့ဒီတံမြာကြီးတနတ်နဲ့စားကြတယ်ပေါ့ဒီနေ့ကတော့ကျောင်းကထမင်းမဟုတ်တော့ကျောင်းကထမင်းမဟုတ်တဲ့ခါကျတော့သူတို့စားရတာနည်းနည်းတော့ဟိုဘာလို့ဆိုအသားလုံးနေနဲ့ဆလတ်အသည့်ရွက်တင်နဲ့စားတယ်လေအဲဆိုအသားပြားဒီနေ့ကကျောင်းကအသားပြားကျွေးတယ်အသားပြားကျွေးတော့အသားပြားနဲ့တံမြာကြီးတနတ်နဲ့သူတို့ကစားတယ်အဲဆိုတော့ပြောတယ်ဟဲ့ဟိုတိတ်ပြီးတော့မလိုက်ဖက်ဘူးနော်လို့ အရင်တော့ချမ်းပြေကသူတို့ကိုဓာတ်ပေါက်နဲ့ကျွေးတယ်လေဓာတ်ပေါက်နဲ့ကျွေးတော့သူတို့ကစားဘူးတဲ့အခါကျတော့အရန်ကြိုက်တယ်အဲရတယ်တဲ့ငါတို့ကကြိုက်တယ်တဲ့နင်ကစားလို့အရန်ကောင်းတယ်တဲ့သူတို့ကအဲ့ဒါနဲ့အဲ့ဒါအမဲသားပြားတွေဟိုဥစားအမဲသားပြားတွေနဲ့တီရွက်တွေနဲ့စားကြတယ်ချမ်းပြေလည်းဘာမှမပြောတော့သူတို့အေးကြိုက်ရင်ပြီးရောစားဆိုပြီးတော့သူတို့ကလည်းချမ်းပြေကကျွေးတယ်ချမ်းမြေဒီအနေထားပဲထဲမှာပါပလင်းတပလင်းဆိုလို့ရှိရင်ဘာဖြစ်လို့လဲဆိုအပေါ်မှာ ရှမ်းပြည်ကအပေါ်မှာ CO ဒီအပေါ်မှာပေါ့နော်ရှမ်းပြည်က C လေးကိုမြုပ်လျောင်းထားမှာ စီပေါ်နေလို့ရှိရင်မှုတက်တက်တယ်လေအဲဆိုကကြတော့စီမမြုပ်လို့ရှိရင်မှုတက်တယ်အဲဆိုရှမ်းပြည်ကအပေါ်ကနေလို့ C လေးကိုမြုပ်အောင်အဲရှမ်းပြည်ပုံစံလေးဟောထည့်တာဟိုထည့်ပြတာပေါ့နော်အဲရှမ်းပြည်ကစီလိုအနေအထားလေးမြုပ်ပြီးဆိုလို့ရှိရင်ရှမ်းပြည်ကပလင်းဝါကိုတန်ရှင်းရေးပါညာလို့ လုပ်ပြီးလို့ရှိရင်ချမ်းမြေရာဒေသအထက်ကနေမှပလတ်စတစ်ကလေးအုပ်ပြီးတော့ပလတ်စတစ်အုပ်ပြီးချမ်းမြေရာအဖုံဖုံပြီးတော့ဒီမှာစာရေးပြီးနေဆွဲလေးနဲ့စာလေးနဲ့ရေးမှာပါလို့ချမ်းမြေရာဟိုဗီဒီယိုရှင်မှာဆိုတော့ချမ်းမြေတပလင်းပေါ့နော်ဒါကိုထည့်ပြရချမ်းမြေခဏလေးချမ်းမြေတန်ရှင်းရေးလုပ်ပြီးတော့ လို့ဆိုလို့ရှိရင်ဒီမှာချက်မြေလုပ်ပြပါမယ်။ဒါချက်မြေကတော့ပုံစံလေးပြတာပေါ့နော်။ဘယ်လိုမျိုးလေးသိနေဆိုတော့ဒီမှာရှိနေတဲ့လူစီလေးပေးဟာကိုလုံးဝပြောင်းသွားအောင်ပုတ်ပုတ်ပြီးလို့ရှိရင်ပလင်းမှာတော့ပလင်းအပြင်မှာလည်းဘာမှလုံးဝစီမပြေအောင်ပေါ့နော်။စီမပြေအောင်တတ်နိုင်ဆုံးထည့်ထားရဲဆိုတော့လေ။အဲထည့်ထားရင်ဒီနည်းဒါပေမဲ့လည်းတန်ရှင်းရေးလုပ်တယ်။တန်ရှင်းရေးလုပ်ပြီးလို့ရှိရင်ချက်မြေက လိုပလင်းအဝါအိုးလိုပလတ်စတစ်ကလေးနဲ့ပိတ်ပြီးတော့ကျွန်တော်ဒီတော့ဖုံဖုံပါမယ်ဖုံဖုံပြီးလို့ရှိရင်ချင်းလေးမဆက်ကူတိတ်ကလေးနဲ့ပလင်းမှာလိုမျိုးဆက်ကူတိတ်ကလေးနဲ့ကပ်ပြီးတော့ချင်းမီရနေဆွဲလေးနဲ့ပေါ့နော်ဒီနေ့ဒီနေ့မနေ့ ဒီနေ့2ရက်ဆိုတော့2ရက်6လပေါ့เนาะ25ပေါ့သူကအကြာကြီးထားခိုင်းနေဆိုတော့နေဆွဲလေးတော့ရေးထားတယ်ပေါ့เนาะအဲပြီးတော့ချမ်းမီရဒါကိုရေးခဲ့တတားထဲမှာဖြစ်ဖြစ်အခန်းဘူးချိန်မှာဖြစ်ဖြစ်ထားလို့ရတယ်အကြာကြီးထားခိုင်းရင်တော့အခန်းဘူးချိန်မှာပဲထားလိုက်ရတယ်ရေးခဲ့တတားထဲမှာထားပြီးတော့ဇွန်းတန်တန်လေးနဲ့မကြမကြခတ်စားလို့ရှိရင်မှုလည်းမတက်ပါဘူးလို့အကြာကြီးအထားခံပါတယ်လို့အဲဆိုတော့လှုပ်ရှားကြည့်ပါလွယ်လဲအရင်လွယ်ကူပါတယ်လို့ ဒါလေးကတော့ပကံပြားလေးနဲ့ပကံပြားလေးနဲ့ပလေတင်ပြင်ထားတာပါဒါကတော့ထမင်းနဲ့စားပါမယ်ဒါနောက်ထမင်းနဲ့စားမှတက်ချက်မိတော့အိမ်မှာကြာတားကြတော့လေအဲ့ဒါကိုထမင်းနဲ့နေစားတယ်သူကအယမ်းကြိုက်တယ်အဲ့ဒါကြောင့်မလို့သူထမင်းနဲ့စားပါတယ်အလုံးကိုကျေးဇူးတင်ပါတယ်ရှင်လှူစားကြည့်ပါတံပေါက်နဲ့ဆိုရင်လည်းရင်းလိုက်ဖက်ပါတယ်အရသက်ရှိပါတယ်လို့ကျေးဇူးပါ